မေကောင်မြင်းရဲ့မြိန်နုကျော်မမခါချချောက်တွေ့ကပ်နေတဲ့ရွာလေးတွေဟာဒီရသားတွေရဲ့တဘာဝဟာမြည်ရီလိုပဲတက်လိုက်ကြလိုက်နဲ့ဖြည်းဖြည်းမှန်မှန်စီးဆင်းနေပါတယ်။ဒါပေမဲ့အဲ့ဒီနေ့နေကင်းဆောင်ကတော့ရွာရဲ့တိတ်ဆိတ်ရင်တန်မှုကို ထိုးဖောက်လိုက်တဲ့အဖြစ်ဆိုးတစ်ခုနဲ့အစာပြုခဲ့ပါတယ်။ဘုံကြီးကျောင်းအောက်ဘက်က မြေကမ်းဆက်မှာရွာသားတွေဟာထိတ်လန့်စရာမြင်ကွင်းတစ်ခုကို တွေ့လိုက်ရတယ်။အင်ဂျီလက်ပြအစုံနဲ့ကိုဝင်ဆောင်အမျိုးသမီးတယောက်ရုပ်အလောင်းဟာ ရေစက်ကခြုံနေရီချားမှာပိတ်မိနေကြတာပါ။သူမရဲ့ဖောင်းကားနေတဲ့ဝမ်ပိုက်ကတတ်မိတ်ခန္ဓာကိုယ်ထပ်ပို့ပြီးတော့ဝမ်းနေစရာကောင်းနေခဲ့ပါရဲ့။အမလီမိန်ကလေးရဲ့ဘေးရက်ကများမျောလာရတာလေကွ။ကျော်သားတယောက်ရဲ့တနာစရာညီးတော်တန်ကတိတ်ဆိတ်မှုကိုဖြိုခင်းလိုက်တယ်။တိတ်မကြခင်မှာပဲရွှေရဲ့တူဦးဒီတော်တင်းချိုင်းဆောက်အသက်50ကျော်အရွယ်ဦးလေးချိုင်ရောက်လာပါတယ်။သူရဲ့နေလောင်ထားတဲ့မျက်နှာနဲ့နှာရှိုင်းတဲ့မျက်ဝန်းတွေက ိတ်ချင်းတရားနဲ့ရင်းနှီးကြောဝင်နေပုံမှာပဲရော်လောင်းကိုတေချာစူးစမ်းကြည့်လိုက်တော့မပုတ်မပွတ်သေးတာကြောင့်တေဆုံးနာတရက်နှစ်ရက်ထပ်မပူသေးဘူးလို့သူကောက်ချက်ချလိုက်တယ်ဒီမျိုးသမီးဟာရွာကမဟုတ်သလိုဘသူတူတူတယောက်မှလည်းသူမကိုမသိကြပါဘူးမအောင်နော်ဟိတ်ကောင်းလေးအောင်နော်ဦးလေးချိန်ကဖုန်ကြီးကြောင်းလေးလှမ်းခေါ်လိုက်တော့ကျောင်းသားလေးတယောက်ပြေးထွက်လာတယ်ဒီလောင်းကိုကျောင်းစရက်ပေါ်အရင်ရွှေ့ထားဖို့ငါ့ကိုကူစမ်းပြီးမှအကျောင်းဆောင်အောင်စုံစမ်းရမယ် အဲ့ဒီခေတ်အခါကဒီလိုနေစုံနေဖျားရွာတွေမှာလျှက်စစ်မီးဆိုတာအိမ်မက်တောင်မှထဲမှတ်လို့မရတဲ့အရာပါ။သတင်းအချက်လက်တွေဟာလူတွေရဲ့ပါဇက်ဖျားကနေတစ်ဆက်စကားတစ်ဆက်နာနေတာခီးသွားကြတယ်။တိတ်မကြခင်မှာပဲဟိုဒဇဒီဒဇသတင်းတွေပေါက်ဆက်မိပြီးတော့အဖြစ်မှန်ကိုရွာသားတွေသိလာကြတယ်။ဒီမျိုးသမီးဟာထိုင်းလူမျိုးမနနီဆိုသူဖြစ်ပြီးတော့သူ့ယောက်ျားကစွန့်ပြစ်သွားလို့စိတ်ဒက်ကြပြီးမဲခေါင်မြစ်တဲ့ခုံချအဆုံးစီရင်ခဲ့တာလို့ဆိုကြပါတယ်။ သူမရဲ့ဝိညာဉ်ဟာလေဒီဘက်ကံကိုတတတာနဲ့ညှိတွေပါလာနိုင်ပါ रे ။ဥလီသူ့ကိုဟိုဘက်ကံပြန်ပို့ပေးရမလား။မောင်နှောင်ကမဝစ်မရေမေးလိုက်တယ်။စိတ်မျိုးသားချင်းဘသူပဲဝါမှန်းတေချာမသိဘဲနဲ့တော့ဘဲဖြစ်မလဲကွ။လောလောဆယ်တော့ဒီမှာပဲတချို့ကိုပြင်ဆင်ရမှာပဲ။သူ့ဝိညာဉ်ကိုအရင်အမျှတန်းပေးပြီးတော့အနောက်ဖွဲ့တွေဖြေးပေးရလိမ့်မယ်။ဥလီချိန်ကမောင်အောင်နှံကိုရုပ်အလောင်းဝေးမှာစောင့်ခိုင်းထားပြီးတော့သူကတော့အရေးကြီးတဲ့အစီအစဉ်တစ်ခုအတွက်ပစ္စည်းတွေပြင်ဆင်မှုအိမ်ပြန်ခဲ့ပါရယ်။ ဒါကတော့တောင်အမိဝိညာဉ်ကြိုးဖြတ်ခြင်းအစည်းအဝေးမှာပဲကိုဝင်ဆောင်မိခင်တည်ဆုံတဲ့အခါမိခင်ဝိညာဉ်ဟာကလေးပေါ်တွေ့တာစိမ့်နဲ့ကျွတ်လို့ဖို့ခက်ခဲတတ်ပါတယ်ဒီလိုဝိညာဉ်မျိုးဟာအင်မတန်အစွဲလမ်းကြီးပြီးတော့အညိုလဲကြီးတက်တာမို့ဒီအစည်းအဝေးကိုပော့ပော့တတန်လုပ်လို့မရပါဘူးဦးလေးချိုင်ရဲ့အိမ်ကရိုးရိုးအိမ်တလုံးမဟုတ်အိမ်ထဲမှာအဆောင်လက်ဖဲ့တွေကုမန်ထောင်းအယုတ်တွေမမြင်အပ်တဲ့လောကနဲ့ဆက်သွယ်မှုပစ္စည်းတွေနဲ့ပြည့်နေတယ်သူဟာသူ့ဆရာသမားထံကလက်စစ်ကမ်းရခဲ့တဲ့ အစွမ်းထဓမြောင်တစ်ချောင်းကိုထုတ်ယူလိုက်တယ်။ဒီဓမြောင်ကိုသင်ချိုင်းခုနှစ်ခုကနေအရင်ကြိုထားတဲ့တန်ချောင်းလေးနဲ့ပြုတ်လုထားပြီးတော့မကောင်းဆိုးဝါးတွေကိုနှိမ့်နှင်းရမှာအချိန်ချင်းအစွမ်းပြခဲ့ပြီးသားပါ။သူ့ပစ္စည်းတွေပြင်ဆင်နေတော့မှပဲမအောင်အောင်တယောက်မျက်နှာဖြူဖြော့ပြီးတော့အမောတကောနဲ့ပြေးဝင်လာပါတယ်။ဥလေဥလေကကလေးထွက်ချလာပြီ။ဟေးဘလို့ပြောလိုက်တယ်။မဟုတ်တာကွာ။မင်းမင်းအလားကိုဘာလုပ်လိုက်သေးလဲ။ဥလိဆိုင်ရဲ့အတန်ကမထန်သွားတယ်။ ကျွန်ကျွန်ကျွန်တော်ဘာမှမလုပ်ပါဘူးဦးလေးရဲ့သူ့ဘာသာသူထွက်ကြလာတာပါကျွန်တော်ကြောက်လုံးလို့ဦးလေးစီကိုအမြန်ပြေးလာတာပါမောင်အောင်တော်ကြီးအတန်ကတုံ့ရင်နေတယ်ဦးလေးဆိုင်ရဲ့မျက်နှာမှာစိုးရိမ်မှုတွေထင်ဟပ်သွားတယ်မကောင်းတော့ဘူးလာငါနဲ့အတူလိုက်ခဲ့အစီအစဉ်ကိုချက်ချင်းဆောင်မှဖြစ်မယ်ဇေယျပေါ်ကိုပြန်ရောက်တော့မနစ်နီရဲ့ရုပ်အလောင်းပေးမှာသွေးအလေးလေးနဲ့ကလေးအလောင်းကိုတွေ့လိုက်ရတယ်ဦးလေးဆိုင်ကအချိန်မဆွဲတော့ဘဲနဲ့အစီအစဉ်ကိုချက်ချင်းဆက်တင်ခဲ့ဖျောင်းနိုင်ရင်ထုံးကြီး အမွှေးတိုင်းတွေပူစောပြီးတော့မန္တန်တွေကိုတူတူလေးရွတ်ဖန်နေတယ်။သူ့လက်ထက်ရတမျောင်းဟာလိုက်အောင်အောက်မှာတလက်လက်တောက်ပါနေတယ်။သူဟောင်မန္တန်ကိုအဆုံးထိရွတ်ပြီးတော့တာမီနီယောက်ျားကဝင်းညင်ကျော်ကိုဖျက်ဖို့တမျောင်းကို အောက်ဆိုင်လိုက်တဲ့အခိုက်တန်းမှာပဲ။ဒါကရှေ့ဆက်တုံးမသွားတော့ဒဇော်တစ်ခုက တားဆီးထားသလိုပဲ။ထိတ်လန့်တကြားနဲ့သူမော့ကြည့်လိုက်တော့မျက်လုံးပြူးပြီးတော့ကြက်သေးသေးနဲ့မောင်အောင်နှောင်းကိုတွေ့လိုက်ရတယ်။မောင်အောင်ရဲ့မျက်လုံးတွေကသူ့ကိုကြည့်နေတာမဟုတ်ဘူး။မန်နီနီရဲ့ရုပ်အလောင်းစီကိုပါ းလေးချိန်လှည့်ကြည့်လိုက်တဲ့အခါသူ့တကောလုံးချက်သိမ်းမွေးညင်းနေထသွားတယ်။မန်နီနီရဲ့ရုပ်အလောင်းကမျိုးလုံးတွေကိုဖြည်းဖြည်းချင်းဖွင့်ကြည့်နေတယ်။သူမရဲ့ချောက်သွေးနေတဲ့နှခမ်းတွေက မျက်နှာပေါ်မှာအပြုံးတစ်ခုအဖြစ်ကွေးတက်လာတယ်။အာမောင်အောင်နှောင်းရဲ့အော်ဒါနောင်ထွက်မလာနိုင်တော့ပါဘူး။ဦးလေးချိန်ကတတိဝင်လာပြီးတော့ဓမြောင်ကိုမန်နီနီရဲ့နှစ်ဖူးအလေးတတဲမှာထောက်လိုက်က အစွမ်းထမန္တန်တွေကိုအဆက်မပြတ်ရွတ်ဆိုသွားတော့တယ်။ဒါပေမဲ့မန်နီနီကတော့သူ့ကိုမကြည့်ဘဲနဲ့တုံရီနေတဲ့မောင်အောင်နှောင်းကိုစိုက်ကြည့်ရင် ဇက်ကိုပူကျင်းအောင်ဖြေးကောင်းကြောက်မက်ဖွေးကောင်းနဲ့ခြေတံတစ်မျိုးကိုထွက်ပေါ်စေရတယ်။ရုတ်တရက်အေးဆက်တဲ့လေပြင်းတစ်ချက်တိုက်ခတ်လာပြီးတော့ဇီရထဲကစီမီခွက်နဲ့ဖျောင်းနိုင်တွေအလုံးတပြိုင်နဲ့ငိန်သွားကောင်းပဝင်းချင်းတစ်ခုလုံးအမောင်အတိကျသွားတယ်။ဒီဘဝအတွက်ရေဆက်ကုန်ပြီ။ကောင်းရသူကလေးကိုတွားပါတော့မနေနီ။ဦးလေးချိန်ကသူ့အတန်ကိုမြင့်ပြီးတော့မန္တန်ကိုအဆုံးသတ်မှုထုတ်လိုက်တဲ့အခါအရာအလုံးရုတ်ချီတိတ်ဆိတ်သွားတယ်။မအောင်နော်မအောင်နော် ။ဦးလေးချိန်ခေါ်လိုက်တော့မှမအောင်အောင်တယောက်တုံတက်သွားတယ်။သူ့မျက်နှာဟာသွေးမရှိတော့သလိုဖြူစွတ်နေပြီးတော့နှကန်းတွေကလည်းပြာနှမ်းနေတယ်။မနှက်ပြန်မိသချို့ကိုပြင်ဆင်ထား။သူ့လက်တွေခြေောက်တွေကိုကျိုးနေတိချာချီထားလိုက်။ကလေးရဲ့ဝိညာဉ်ကတော့တန့်ဆန်သေးတယ်။သူ့ကိုအယုတ်တစ်ခုထဲမှာယာယီထားပြီးတော့ငါဆောက်ရှောက်ထားမယ်။ဒါပေမဲ့မိသချို့မဲမနှမ်းမှာပဲရွာသားတချို့ပြေးလာပြီးတော့အေးတကြီးတားမြင်ခဲကြတယ်။မနီနီရဲ့ယောက်ျားဘက်ကဆွေမျိုးတွေနဲ့တနီနီအဆက်အသွယ်ရခဲ့ပြီးတော့ လင်ငါရဲ့အတွင်လှီနဲ့လာခေါ်ကြမယ်လို့သတင်းစကားပားလိုက်တာကြောင့်မဒီတော့လေဘာမှလုပ်လို့မရပဲနဲ့မန်နီနီရဲ့ရုပ်အလောင်းနဲ့ကလေးရဲ့ဝိညာဉ်ထည့်ထားတဲ့အရုပ်ကိုဖုန်ကြီးကျောင်းနောက်ဘက်ကစတိုကန်အဟောင်းထဲမှာခွဲပြီးတော့တင်းစေးထားဖို့ဆုံးဖြတ်လိုက်ကြတယ်။နှစ်ရက်ကြာပြီးတဲ့နောက်မှာတော့ရွာရင်းကအသက်ကြီးအဖွာအိုတယောက်ရဲ့နိုင်ရေးကိစ္စအတဖုန်ကြီးကျောင်းစရက်မှာရွာသားတွေစုဝေးနေကြပါတယ်။ယဟန်တော်တွေကပိတ်တရားတော်တွေရုတ်ဖတ်နေချိန်မှာဇေယတိုင်ကိုမိပြီးတော့ထိုင်နေတဲ့မောင်အောင်တော်ဟာ အပေါ်ကိုမုတ်ကြည့်လိုက်တော့မျက်နှာချက်ကနေထူးဆန်းတဲ့အဝါရောင်အရည်တွေစိတ်ကြလာတာကိုတွေ့လိုက်ရတယ်။သူကလည်းနဲ့တွေ့ကြည့်လိုက်တော့ပုတ်တိုးနေတဲ့အနတ်ဆိုးတစ်ခုကသူ့နှာခေါင်းထဲကို ထိုးတက်လာပြီးတော့မူးဝေသွားတယ်။တတရဲမနိနီမနိနီတရဲမအောင်အောင်ရဲ့ထိတ်လန့်တကြားလက်ညိုးထိုးပြတဲ့နေရာကိုလူတိုင်းမော့ကြည့်လိုက်ကြတယ်။အားလုံးရဲ့အထက်ဇရက်ရဲ့ထုတ်တန်းပေါ်မှာမနိနီတရဲဟာခြေောက်ကိုတွဲလောင်းချပြီးတော့သူ့ကိုစိုက်ကြည့်နေတယ်။သူ့မျက်လုံးတွေကမီးခဲလိုနီးရဲပြီးတော့ ပုတ်ပွနေတဲ့မျက်နာကတော့အညိုတရားတွေနဲ့ပြည့်နှံ့နေပါတယ်။အဲဒီမြင်ကွင်းကြောင့်ယဟန်တော်တွေတောင်မှရွတ်နေတဲ့ပရိတ်ကိုရက်ပြီးတော့သင်္ကန်းကိုမကဇရက်ပေါ်ကနေပြေးဆင်းသွားကြတယ်။ရွာသားတွေလည်းအော်ဟစ်ငိုယိုပြီးတော့အသက်လူပြေးကြပါတော့တယ်။ဇရက်ထင်းမှာတော့ဦးလင်းချိုင်းနဲ့ကြုံလုံးလုံးခေါင်းငုံပြီးတော့ကွက်ကွေးလေးကြံနေတဲ့မအောင်အောင်ပဲရှိတော့တယ်။တောင်းမမာတဲ့ဦးလင်းကျွန်တော်ကိုယ်ရင်လုတ်ခေတာပါ။မနေ့နေ့ရက်ကလေးဘိုက်ထရထွက်လာအောင်ကျွန်တော်လက်နဲ့ဖိချလိုက်မိတာပါ။ မောင်အောင်တော်ဟာတွတ်တွတ်ရွတ်ဆိုနေတယ်။ဘာ?ဘာပြောတယ်?ဦးလေးချာရဲ့အလက်တကြားဖြစ်သွားတယ်။ကျွန်တော်ကြောက်လို့လင်းပြောမိတာပါဦးလေးရဲ့။ကျွန်တော်ကူညီပါအောင်သူသူသူကျွန်တော်ကိုလိုက်နေပြီ။ဦးလေးချာရဲ့အပေါ်ကိုမော့ကြည့်လိုက်တော့မနေ့နေ့တည်းကအရေးအယောင်တော့မရှိတော့ပါဘူး။နောက်တနေ့မှတော့ဦးလေးချိုင်းကကြောက်ရွံ့တုန်လုံးနေစေဖြစ်တဲ့မောင်အောင်တော်ကိုအကာအကွယ်ပေးဖို့ပေးရီချိုးပေးတဲ့အစီအစဉ်ကိုလုပ်ပေးခဲ့ပါတယ်။ဒါပေမဲ့အကာအကွယ်ရီဟာအညိုတရားကိုအပြည့်အဝမတားဆီးနိုင်ခဲ့ပါဘူး။ အဲ့ဒီညမှာပဲဦးလေးချိုင်းကသူ့အိမ်မှာမန္တန်ရွတ်နေတော့ခလာလန်းကခွေးတွေရဲ့မစုံနိုင်အောင်ဟောင်းနေတဲ့ကိုကြားလိုက်ရတယ်။သူပြတင်းပေါက်ကနေချောင်းကြည့်လိုက်တော့အမောင်လေးမှာအရေးတစ်ခုသူ့အိမ်ဘက်ကိုရွှေ့လာနေတာကိုတွေ့လိုက်ရတယ်။ရုတ်တရက်သူ့အခန်းထဲကနေကလင်းကိုတန်းတက်တဲ့ကိုကြားလိုက်ရလို့ဦးလေးချိုင်းလှန့်သွားတယ်။သူလှည့်ကြည့်လိုက်တော့မနစ်နီရဲ့ကလေးဝိညာဉ်ကိုထဲ့ထားတဲ့ကိုမန်ထောင်းအယုတ်လေးဟာစင်ပေါ်ကနေမြေကြီးပေါ်ကိုပြုတ်ကျသွားပြီးတော့တကားဘက်ကိုသွားနေတယ်။ ကျမ်းမြင့်ပေါ်မှာတော့ဖုံမုံနေနဲ့ထင်ကျန်နေတဲ့ခြေရသတိလေးတွေကိုတွေ့လိုက်ရတယ်။ကလေးဟာသူ့အမေစီကို သွားချင်နေတာပဲ။ဦးလေးချိုက်တပြင်းတစ်ချက်ချပြီးတော့တကားကိုဖွင့်ပေးလိုက်တယ်။အိမ်ပြင်ပအမောင်တူထဲမှာမနီနီတဲကရက်ဆောင်နေတယ်။သူဟာကလေးကိုပြေးချီပြီးတော့အမောင်လေးကိုတပြေးပြေးပြန်ထွက်သွားတာကိုဦးလေးချိုက်မြင်လိုက်ရတယ်။တားမီကိုဆက်သွဲထားတဲ့ဝိညာဉ်ကြိုးကိုသူဖြတ်တောက်ခဲ့ပေမဲ့အရာအလုံးထက်ကြီးကျယ်တဲ့မြင့်တားရဲ့ဆွမ်းအားကိုတော့သူမတားဆီးနိုင်ခဲ့ပါဘူး။ အမေနဲ့သားဟာပြန်လေပေါင်းစည်းသွားခဲ့ပြီဒါပေမဲ့သူတို့ရဲ့ခရီးကမဆုံးသေးပါဘူးသူတို့သွားနေတဲ့ဥတီယာကတော့အိမ်မောကြနေတဲ့မအောင်နှောင်ရဲ့အင်စီကိုပါရက်အနေကြီးကြတော့မအောင်နှောင်တယောက်အိမ်ရထဲမှာပဲတည်ဆုံနေကြအောင်ရွာသားတွေတီးခဲ့ကြရတယ်သူဇန္နာကသူ့ရဲ့ဖိုက်ပေါ်မှာခြေရာတွေအညူအမဲဆွဲပြီးတော့ဖူးယောင်နေတာကို တွေ့ခဲ့ရတာပါပဲမနီနီတကယ်ဟာသူ့ကလေးကိုထိခဲ့တဲ့မအောင်နှောင်ကိုကလစားချီသွားခဲ့ပြီဆိုတော့လူတိုင်းနားလည်လိုက်ကြတယ် ဒီဖြစ်ပြဟာအခုချိန်ထိအဲရီယာရဲ့ပါဇက်ရဆွေးတစ်ခုအဖြစ်ကြန့်ရှိနေတော့မှာပဲ။ထိုင်းဘက်ကသူ့ဆွေမျိုးတွေလှိနေလာခေါ်ရင်းနေချီလမ်းမညတွေမှာမနနီတယောက်သူ့ကလေးလေးကိုရင်ခွင်မှာပိုက်ပြီးတော့မြေကန်းဆက်မှာငငိုင်ကြီးရက်နေတာကိုတွေ့ရတတ်တယ်လို့ဆိုကြပါရယ်။ဆွေမျိုးတွေကသူ့ရုပ်လောင်းကိုလာယူသွားပြီးရင်နောက်ပိုင်းမှာတော့မနနီရဲ့အရေးရောင်ကိုဘယ်သူမှမမြင်ရတော့ပါဘူး။ဒါပေမဲ့အမေကောင်မြင့်ရဲ့ညာနဲ့လင်ရင်းတွေထဲမှာတော့မိရင်တယောက်ရဲ့မကျွတ်လွတ်နိုင်တဲ့အစွဲလမ်းနဲ့ အညို့တရားတွေဟာယနေ့ထိတိုင်ပဲ့တင်ထက်နေစေလို့ရွာသားတွေကယုံကြည်နေကြတော့မှာပဲအစွန်တီအပိကြကြတဲ့ပရိသတ်ရောက်စီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်အခုလိုပဲနောက်ထပ်ဇလန်းကောင်းတွေမလွတ်တမ်းကြည့်ရှုနိုင်ဖို့ channel လေးကို subscribe လုပ်ပြီးသားဖို့တောင်းဆိုရင်းနဲ့ဒီနေ့အစီအစဉ်လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ရှင်